ကျွန်တော်ဒီနေ့ပေကျကျနေရာကောင်းကောင်းမှာရှိတဲ့မြင်းကြီးတက်လေးတခန်းကိုထပ်မှန်ပြီးတော့ရောင်းချပေးတော့ပါအောင်မယ်အင်းရှင်ကတော့ကျွန်တော်ဓာတ်ပုံတွေပို့ပေးထားတယ်ပေါ့နော်ဓာတ်ပုံတွေကိုကျွန်တော်ကြည့်တဲ့အခါမှာအခန်းလေးကတော်တော်ကိုလှတပုံနဲ့မမလို့လာနေရတော့ကျွန်တော်လည်းမသိဘူးဆိုတော့ကျွန်တော်တို့လူကသွားကြည့်လိုက်အောင်နေရာလေးကတော်တော်ကိုကောင်းတယ်လို့ပြောတယ်ပေါ့နော်ဘယ်နေရာလေးမှဖြစ်မလဲကျွန်တော်တို့လူကသွားကြည့်လိုက်အောင်ကျွန်တော်အခန်းလေးကိုမပြပေးခင်လေးမှာကျွန်တော်တို့ channel လေးနဲ့ ျွန်တော်ရဲ့ page လေးကို like and follow like and subscribe လောက်ပြို့လဲကြော်ဒီနီယာမိသားရဲ့ခက်လို့ပါဗီဒီယိုလေးကိုအစုံကြီးကြည့်ရှုပေးပါဗီဒီယိုရဲ့အထဲမှာဒီအခန်းလေးနဲ့ပတ်သက်တဲ့ data အချက်အလက်အားလုံးနဲ့တကွာဗီဒီယိုရဲ့အစုံမှာဒီအခန်းလေးရဲ့ location ဒီအခန်းလေးရဲ့ဈေးနှုန်းကိုပါတပါတဲ့ပေါ်ပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအစုံထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်အရောက်ခြေစီတိုင်းကိုဖိတ်ခေါ်ပါတယ်โอเคအခုကျွန်တော်ရောင်းမယ်ဆိုတဲ့အခန်းလေးရှိရရှိလို့နေပါပြီလို့နော်ထည့်ဝင်ကြည့်လိုက်မယ် သူကတော့ဆိုင်ငန်းဖွင့်မဲ့သူပေါ့နော်အတွက်တကယ်ကိုတင့်တော်တဲ့အခန်းလေးဖြစ်ပါတယ်။ဟောဖုန်းဆိုင်ပဲဖြစ်ဖြစ်အာကော်ဖီဆိုင်ပဲဖြစ်ဖြစ်နောက်ပြီးတော့မှဟိုပိုးတဲ့အင်ကြီးတွေပေါ့နော်ဆိုင်ပဲဖြစ်ဖြစ်နောက်ဆုံးကုမ္ပဏီပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကောင်းကောင်းဖွင့်လို့ရအကျယ်က23ပေနောက်ကိုပေ60တောင်ရှိတယ်။အပေါ်စီလင်မျက်နှာချက်တွေဆိုရင်တကယ်ကိုလှလှပပကြီးတို့ကအလှဆင်ထားတာဖြစ်ပါတယ်။ ီးတော့သူက like ကတွေလည်းတက်ထားပြီးသားဆိုတော့ကျွန်တော်တွေ့ရတယ် okay နောက်ကိုတော့ကြည့်လိုက်အောင်ဒီမှာလည်းတစ်ခါတစ်ချက်ပေါ့နော်မှန်တစ်ခါတစ်ချက်ရှိတယ်ဆိုတော့နောက်ခန်းလည်းတော်တော်ကိုကျဲတယ်တော်တော်ကိုကျဲတယ်ပြီးတော့ဒီဘက်မှာဆိုရင်ဘက်ဘက်ချမှာဆိုရင်ရေချိုးကန်းကိုတွေ့ရတယ်ရေချိုးကန်းမှာလည်းကြွေပြားတွေကတ်ထားပြီးသားပေါ့နော်ဆိုတော့ဒီဘက်မှာဆိုရင်လည်းထပ်ပြီးတော့ဟို toilet လေးကိုတွေ့ရတယ်ဆိုတော့ toilet ထဲမှာလည်းသူကကြွေပြားတွေကတ်ထားပြီးသားဆိုတော့လည်းတွေ့ရပါတယ်နောက်ပြီးတော့ ဟိုဒီဒီဘက်အခန်းလေးအသုံးပြုလို့ရတယ်ပေါ့နော်ပြောမယ်ဆိုလှတယ်ပြီးတော့အရှိမတော့လုံးဝအကျွေပြအပြည့်ပြတကယ်ကျွေပြအကောင်းစားတွေကိုသုံးပြီးကတ်ထားတယ်ပေါ့နော်ဒီမှာတော့အခန်းလေးတစ်ခန်းပါမယ်ဟိုအိတ်ခန်းလို့သုံးရင်လည်းသုံးရသူစတိုကန်ပြစ်သုံးရင်လည်းသုံးလို့ရတယ်ဟောပြီးတော့ဒီဘက်မှာလည်းထပ်ပြီးတော့အခန်းတစ်ခန်းထပ်ပါတယ်ဒါတော့ဟိုကစ်ချင်းသဘောမျိုးပေါ့နော်ကစ်ချင်းသဘောမျိုးသုံးရင်သုံးလို့ရတယ်ဆိုတော့ ဟိုစားတောက်ဆိုင်သမားတွေအတွက်လည်းအဆင်ပြေလို့ကျွန်ယူဆရပါတော့ဆိုတော့ကုမ္ပဏီဖွင့်ခြင်းလည်းဖွင့်လို့ရတယ်ကုမ္ပဏီရုံးငန်းပေါ့နော်ကုမ္ပဏီရုံးငန်းအကြီးတော်မဟုတ်အသေးပေါ့နော်ဖွင့်ခြင်းဖွင့်လို့ရတယ်တော်လေဟာဖုန်းဆိုင်တို့ရွှေဆိုင်တို့ပိုးရယ်ဆိုင်တို့ပြောပေါ့ကော်ဖီဆိုင်လေးတွေပေါ့နော်အဲ့လိုမျိုးဖွင့်တော့တော်တော်ကိုလှမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာโอเคခန်းလေးကိုကြည့်ပြီးဆိုတော့ဇင်းလုံးလေးပြောပါတော့မယ်ဇင်းလုံးပြောခဲ့မှာဒီအခန်းလေးရဲ့တည်နေရာကလှိုင်မြို့နယ် အေးစိန်လမ်းမကြီးနဲ့အနီးဆုံးနေရာမှာရှိတဲ့ရွာမကျောင်းလမ်းပေါ်မှာရှိပါတယ်ရွာမကျောင်းလမ်းကလည်းတတော်ကိုစီကားတဲ့လမ်းလေးတစ်လမ်းဆိုတော့လည်းကျွန်တော်ကလည်းတွေ့ခဲ့ရတယ်ပြီးတော့အခန်းရဲ့အကျယ်ဝန်က23မိနစ်နောက်ကိုပေ60ဖြစ်ပါတယ်ဟောအခန်းကိုကျွန်တော်ရောက်တဲ့ခါမှာဟိုဖုန်းဆိုင်တို့ဟို beauty salon တို့ဟိုကုမ္ပဏီတို့ကောင်းကောင်းဖွင့်လို့ရတယ်ပေါ့နော်လုပ်ငန်းလုပ်မဲ့သူတွေတော်တော်တတော်ကိုတင့်တော်တဲ့နေရာမှာတည်ရှိပါတယ်အထူးပင်ကျေးဇူးတင်ပါတယ် ဇာဝဲစာရအရှုပ်ရှင်လုံးဝမရှိပါဘူးဒီမြေညီကန်းလေးရဲ့ဈေးနှုန်းကတော့3800ဖြစ်ပါတယ်ညီနိုင်ပြပါမယ်ကျွန်တော်မြေတိုင်ရင်ကျိုးဆောင်ကအထုပဲညီနိုင်ပြပါအောင်မယ်ဒီခန်းလေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်3956863သို့ဖုန်းခေါ်ပြီးမေးမြန်းစုံစမ်းနိုင်ပါတယ်အထုပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုလို့သဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်တာပြုလဲကျွန်တော်ဒီနေ့ကနေမြေတိုင်ရဖြစ်ပါတယ်အထုပဲကျေးဇူးတင်ပါတယ် ဒီနေ့ကျွန်တော်ဗီဒီယိုလိုက်ပါကြည့်ရှုပေးတဲ့အရောက်ချစ်စတဲ့ပုံမှာငွေနဲ့လုံးဝလုံးဝဝယ်လို့မရတဲ့ကျမ်းမာခြင်းပျော်ရွှင်ခြင်းအိမ်သက်ခြင်းတက်ရောက်ပါစေ။